င်္ဂလာပါရှင် Honest Review Season ကနေကြိုဆိုလိုက်ပါရစေ။ကျမကတော့ဝိယီဖြစ်ပါတယ်။ဒီကနေ့မှာတော့ Happy Hotel Series ထဲကလိန်ပိုင်းဆိုင်ရာအကျန်းဖတ်မှုကိုအားပေးနေတဲ့ဇဝင်ခန့်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒီရုပ်တံဇလန်းတွဲကမြန်မာဟာတဇလန်းတွဲအနေနဲ့ရိုက်ကူးထုတ်လွှင့်ထားတာဖြစ်ပြီး MRTV4 ရုပ်သံလိုင်းနဲ့ပြုံးပလေး YouTube channel တို့မှာပြသလျက်ရှိပါတယ်။ယောက်ျားလေးစိတ်ကိုမွေးရမယ်ဆိုယောက်ျားလေးကွာအဲအတောက်စားနဲ့မกินဘူး။ဒါပါဒါပါ။အဲ့တော့ကိုကုံပြောရင်အတောက်စားရဲ့နောင်းကစားရဲ့မိမကိစ္စရဲ့အဲ့သုံးခုနဲ့မกินလို့မရ။အာစိတ်ရပါကွာငါမိမကိစ္စစိတ်ဝင်စားပါလေကွာ။နော်ဖျောက်။မင်းအဲ့တခုနဲ့စိတ်ဝင်စားလို့မရအောင်လေ။မင်းစိတ်ထဲမှာအခုကစပြီးတော့ဖဲရိုက်တာတွေအရက်တောက်တာတွေအဲဘိန်းရှူတာတွေအလစ်တောက်တာတွေအဲခပိုက်လိုက်တာတွေအဲကိုကုံပြောလို့ရှင်မရင်းကျင်တာတွေရစမင်းအမြင်နဲ့စိတ်ကူးရင်နေရမယ်။ ။စောင်းဝင်ခန်းထဲမှာပါတဲ့ယောက်ျားလေးစိတ်မွေးချင်ရင်မဒိန်ကျင်နာကအစအငဲစိတ်ကူးရင်နေရမယ်ဆိုတဲ့စကားဟာလူမှုပဝန်းကျင်ကိုမဒိန်ရင်ကျင်းမှုနဲ့အသားကျအောင်ယောက်ျားလေးဖြစ်ရင်မဒိန်ကျင်းခွင့်ရှိတဲ့သူတွေလိုမျိုးဟာတဆန်ဆန်ပုံဖော်ထားတာဖြစ်ပါတယ်။အခုခေတ်ကာလမှာလူတွေက ဖြောဖြည်းရေးအနေနဲ့ရုပ်ရှင်အထူးသဖြင့်ဟာတာဇလန်းတွေကိုပို့ပြီးကြည့်ရှုလာကြတဲ့အလျောက်ဒီလိုဟာတာမဟုတ်တဲ့လိန်အကျန်းဖတ်မှုအားပေးတဲ့စကားလုံးတွေပေါ်ပြချက်တွေက ကြည့်ရှုသူတွေအထူးသဖြင့်လူငယ်တွေကို အတုယူမှားစေတဲ့အစိတ်အတောက်ဖြစ်စေနိုင်တဲ့သတင်းစကားတွေဖြစ်ပါတယ်။မဒိမ့်မှုဟာပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိတဲ့ Zero Tolerance ပြစ်မှုကြီးတစ်ခုအနေနဲ့ထိထိရောက်ရောက်တားဆီးအရေးယူဖို့လိုအပ်ပါတယ်။အခုလက်ရှိမှာတော့မဒိမ့်မှုအပါအဝင်လိင်အကြမ်းဖက်မှုတွေနေစင်နဲ့အမျှကြားနေရပြီးဥပဒေပိုင်းကာကွယ်မှုတွေနဲ့တရားမျှတမှုမပေးနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒီလိုအနေအထားမျိုးတွေရုံနေပပျောက်ဖို့ ပံ့ပိုးလှုပ်ဆောင်ရမယ်အစားလူကြိုက်များယုံကိုသာအာယုံထားပြီးလူမှုဝန်ကျင်အတွက်ကောင်းကျိုးမရှိတဲ့အစိတ်အတော့တွေကိုထုတ်လွှင့်နေတာကတာဝန်ယူမှုမရှိကျင့်ဝတ်မသိမှုကိုပြသနေပါတယ်။ဒီလိုလူမှုအတိုင်းဝိုင်းကြီးကိုနည်းနည်းချင်းစီအစိတ်ခတ်နေတဲ့ထုတ်လုပ်သူဒရိုက်တာဇက်ညွှန်းရေးသူတွေကိုဝိုင်းဝန်းရှုံချကြတာအပြင်လူမှုရေးဖြစ်တံတွေကိုလည်းလှုပ်ဖို့လိုပါတယ်။ ဂျာမပဲလူမှုအတိုင်းဝိုင်းမှာမဒိန်ချင်းခွင့်လိုမျိုးဖြစ်စေတဲ့မဒိန်မှုအကြောင်းအရာတွေအသားပေးဖော်ပြနေတာတွေလိန်ပိုင်းဆိုင်ရာ ထိပါနှောက်ရှက်မှုနဲ့အကြမ်းဖက်မှုတွေကိုဟာတတဖွဲ့ရိုက်ပြနေတာတွေရက်တန်းကရက်လာမှာဖြစ်ပါတယ်ဒီနေ့စီစဉ်ကတော့ဒီမာတင်ပြီးဆုံးပါပြီအိရှာရဲ့စာဖတ်ပရိသတ်တွေအနေနဲ့လည်းဒီလိုမျိုး ဟာတအငိတ်တွေရုပ်ရှင်တွေတခြင်းတွေ ျော်ညာရီတဲကနေတဆင့်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုနဲ့အကြမ်းဖက်မှုမြောက်စေတဲ့ဖော်ပြမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။